ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပြတင်ပြခြင်းတာကတော့ရုရှားသမ္မတပူတင်အကြောင်းပြောပြခြင်းပါတယ်ရုရှားသမ္မတပူတင်ကဆိုရင်1952ခုနှစ်အော်တိုဘာလ9ရက်နေ့မှာလီနီဂရက်မြို့မှာဝေးဖောက်ခဲ့ပါတယ်သူ့ရဲ့မိခင်ဖြစ်သူဟာလဲစက်ယုံအလုသမတယောက်သာဖြစ်ပြီးဖခင်ဖြစ်သူဟာလဲရေတက်တက်သားတယောက်ပဲဖြစ်ပါတယ်ဖခင်ဖြစ်သူဟာဒုတိယကမ္ဘာစစ်တုန်းကနိုင်ငံအတွက် အသက်ပေးကာကွယ်ခဲ့ပြီးကြာဆုံးခဲ့ရပါတယ်ထို့အတူပဲသူ့ရဲ့အဖိုးဖြစ်သူကလည်းတိုင်းပြည်အတွက်အသက်ပေးကာကွယ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်သူတို့မျိုးရိုးဟာနိုင်ငံအတွက်အသက်ပေးကာကွယ်ခဲ့တဲ့မျိုးရိုးမျိုးချစ်မိသားစုကနေမျိုးဖွားခဲ့သူတဦးလည်းဖြစ်ပါတယ်ငယ်စဉ်ကစင်ရဲ့ချိုးတက်ခဲ့ပြီးတိုက်ခန်းအချင်းချင်းလေးထဲမှာနေခဲ့ရတယ်လို့တွေ့ရှိမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်သူဟာ အသက်16နှစ်အရွယ်မှာ KGB လို့ခေါ်တဲ့ရုရှားပြပထောက်လန်းရေးအဖွဲ့အဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီ KGB မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာရူဒီမာပူတင်ဆိုတဲ့အမျိုးသမီးတဲ့1983ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်ပြီးတော့2014ခုနှစ်မှာ သူတို့နှစ်ယောက်ကွာရှင်းခဲ့ကြပါတယ်အဲ့ဒီအမျိုးသမီးနဲ့ တမီးနှစ်ယောက်မွေးဖွားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ KGB မှာသူတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာပဲယာရုတွေအဆင့်ဆင့်တိုးလာပြီးတော့ဒုတိယဗိုလ်မှူးကြီးအထိယာရုရရှိခဲ့ပါတယ်။1990ခုနှစ်မှာတော့ပူတင်ကို KGB ကနေပြီးတော့အရှေ့ဂျာမနီနိုင်ငံမှာတာဝန်ထမ်းဆောင်ဖို့အတွက်ဆေလွတ်ချင်းခံခဲ့ရပါတယ်။သူထမ်းဆောင်နေတဲ့အချိန်မှာဂျာမနီက ပြည်သူတွေကစန္ဒပြကြလို့ KGB ရုံးကိုစန္ဒပြကြလို့သူဟာလူအုပ်ထက်တိဆင်းပြီးရဲရဲဝံ့ဝံ့နဲ့ပြဿနာကိုဖြေရှင်းခဲ့ဘူးလေလို့မှတ်တမ်းတွေမှာသိရှိရပါတယ်။အရှေ့ဂျာမနီပြုတ်ကျပြိုကွဲသွားပြီးဂျာမနီနှစ်နိုင်ငံပူးပေါင်းသွားတဲ့အချိန်မှာဆိုဗီယက်ပြည်ထောင်စုလီနင်ဂရက်မြို့ကိုပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါတယ်။လီနင်ဂရက်မြို့ဆိုတာအခုနာမည်ပြောင်းထားတဲ့စိတ်ပီတာစပတ်မြို့ဖြစ်ပါတယ်။ယခင်ကတော့လီနင်ဂရက်မြို့လို့ခေါ်ပါတယ်။ ပြီးတော့1990ခုနှစ်မှာလီနင်ဂရက်စတိတ်တက္ကသိုလ်ရဲ့နိုင်ငံရေးရာဌာနမှာ အလုပ်လုပ်ခဲ့ပြီးလက်ထောက်မှုန်ကုန်းထိန်အောက်မှာသူတာဝန်ထမ်းဆောင်ခဲ့ပါတယ်1990ခုနှစ်မှာတော့စိတ်ပီတာစပတ်မြို့ရဲ့မြို့တော်ဝင်ရုံးမှာ နိုင်ငံတကာဆက်ဆံရေးနဲ့ရင်းနှီးမြှုပ်နှံမှုဌာနမှာခေါင်းဆောင်အဖြစ်နဲ့တာဝန်ပေးခြင်းခံခဲ့ရပါတယ်သမရဘူတင်ဟာ leading cadet တက္ကသိုလ်မှာ LLB ဥပဒေဘွဲ့ကိုရရှိခဲ့ပြီးတော့ leading cadet mining တက္ကသိုလ်ကလည်းဘွဲ့တစ်ခုထပ်မံရရှိတယ်လို့သိရပါတယ်1993ခုနှစ်မှာ American CIA ကဆိုဗီယက်ပြည်ထောင်စုကို ဖြိုခွဲခဲ့တဲ့အတွက်ကြောင့်အခက်အခဲတွေအများကြီးဆိုဆိုဗီယက်ပြည်ထောင်စုနိုင်ငံအတွင်းမှာကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်ခါတုန်းကတမရဖြစ်တဲ့ ရက်စင်ကသူ့ရဲ့ယုံကြည်စိတ်ချရတဲ့လူဂျုံဖြစ်တဲ့သမရပူတင်ကို နိုင်ငံကို အုပ်ချုပ်ဖို့အတွက်လွှဲပြောင်းပေးခဲ့ပါတယ်1993ခုနှစ်မှာတော့ဒီဇင်ဘာလ31ရက်နေ့မှာရွေးကောက်ပွဲကျင်းပပြီးအနိုင်ရရှိခဲ့တဲ့အတွက်အစိုးရအဖြစ်လွှတ်တော်ကအစိုးတင်သွင်းခြင်းကိုခံခဲ့ရပါတယ်သမရဖြစ်လာပြီးတဲ့အချိန်မှာ သူဟာအသက်48နှစ်ပဲရှိပါသေးတယ်သမရ ထားဆောင်နေစဉ်အချိန်မှာလဲသူ့ကို9ကြိမ်တိတိလောက်ကြံတက်ဖြတ်ခြင်းကိုလည်းခံခဲ့ရပြီမဲ့လွတ်မြောက်ခဲ့ပါတယ်ပူတင်ဟာ အချိန်ချင်းတမရအရွေးချေခံပြီးတော့ရခိုင်ရုရှားတမရခေါင်းဆောင်ဖြစ်ခဲ့မှုတဲ့စတာလင်ပြီးရင် သူဟာတက်တန်းအကြဆုံးနိုင်ငံခေါင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်သူတာဝန်ထမ်းဆောင်တဲ့အချိန်ကစပြီးတော့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်ခဲ့တယ်ပြီးတော့အဲ့ဒီအချိန်တုန်းက ရေနံနဲ့သဘာဝတန်းခွေတွေဟာဈေးနှုန်းတွေအလွန်မြင့်တက်ခဲ့တဲ့အတွက်ကြောင့်သူအုပ်ချုပ်နေတဲ့စအုပ်ချုပ်တဲ့အချိန်မှာနိုင်ငံရဲ့စီးပွားရေးဟာ GDP ဟာခုနှစ်ရာခိုင်နှုန်းအထိနှစ်စဉ်တိုးတက်လာတယ်လို့သိရှိရပါတယ်။ပြီးတော့သူအုပ်ချုပ်နေချိန်မှာပဲခြေချင်းညာနိုင်ငံကခွဲထွက်ရေးသမားတွေနဲ့ပြဿနာ ဖြစ်ခဲ့ပြီးတော့အဲ့ဒီနယ်မြေကိုလည်း Federal ပြည်တော်စုအုပ်ချုပ်မှုအောက်တဲကိုတွတ်သိမ်းခဲ့ပါတယ်။ပြီးတော့ပူတင်ဟာ ကရိုင်းမီးယားဒေသကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးတော့တိမ့်ပိုက်ခဲ့တဲ့အတွက်အဲ့ဒီတိမ့်ပိုက်မှုအတွက်ကြောင့်နိုင်ငံတကာကစီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့အတွက်ရုရှားနိုင်ငံဟာနိုင်ငံရေးအကျက်အတဲစီးပွားရေးအကျက်အတဲတွေကြုံကြက်ခဲ့ရသေးပါတယ်။ဒါ့အပြင်ပူတင်ဟာ သူ့ရဲ့ရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ဖြစ်တဲ့စီးရီးယားသမ္မတအာဆတ်ကိုထောက်ခံတဲ့အနေနဲ့ရုရှားစစ်သားတွေကိုစီးရီးယားကိုစေလွတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့စီးရီးယားသမ္မတအာဆတ်ဟာလည်းရုရှားနိုင်ငံကိုစစ်ရှုံးလို့ထွက်ပြေးလာခဲ့ပြီးဖြစ်ပါတယ်။သူဟာလေးချိန်မြောက်သူ့တပ်တန်းတာဝန်ထမ်းဆောင်နေတဲ့အချိန်အခုပြီးခဲ့တဲ့နှစ်ပိုင်းက2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့လို့နေမြေလေးခုကိုသိမ်းပိုက်ခဲ့တဲ့အတွက်ကြောင့်ထပ်မံပြီးတော့တိုးမြင့်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။2023ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ကနေပြီးတော့စစ်ပွဲအတွင်းခလေးသူငယ်တွေကိုမတရားပြန်ပြီးဆွဲမှုနဲ့ဆွဲချက်တင်ခံရပြီးတော့ဖမ်းဝရမ်းထုတ်ခြင်းကိုခံခဲ့ရပါသေးတယ်။ပြီးတော့2021ခုနှစ်မှာတော့လူမှုစန္ဒခံယူဘက်ကိုသူအားကျင်းပခဲ့ပြီးတော့တမရတက်တန်းကို နောက်ထပ်နှစ်ကြိမ်ထပ်မံထားဝင်ထမ်းဆောင်ပိုင်ခွင့်ဥပဒေကိုသူပြဋ္ဌာန်းရေးထိုးခဲ့ပြီးလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီ ပြဋ္ဌာန်းထားတဲ့ဥပဒေအရဆိုရင်ပူတင်ဟာ2036ခုနှစ်အထိရုရှားနိုင်ငံရဲ့သမရအဖြစ်နဲ့ဆက်လက်တာဝန်ထမ်းဆောင်နိုင်မဲ့အခွင့်အလမ်းတွေရရှိသွားပါတယ်ခင်ဗျာကျွန်တော်ရဲ့ page လေးကိုကြည်ချင်းအဖြစ်လူအများနဲ့စကားပြောတဲ့အခါမှာကိုဟာဘ ഹു ဒုတအကျွယ်ဝတဲ့သူတယောက်ဖြစ်ချင်နေဆိုရင်ကျွန်တော် page လေးကို like follow နဲ့ subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကျမ်းပါပြီးရန်သူမျိုးငါးပါးအန်ဒီကကင်းဝေးကြပါသည်ခင်ဗျာ